ဒီတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေးခွန်းများမေးခွန်းပြုတော်မူပါရှင်ဗျာကောင်းပြီပထမဆုံးဒီပြီတော့မေးလို့ရာဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူရီကိုအခြေခံပါသဲလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတော့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဘုရားဝါဒလို့ဆိုရမှာဖြစ်ပါတယ်တိရိနေကနိုင်ငံမှာဗုဒ္ဓဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဗုဒ္ဓကမလို့ထည့်သုံးတာရှိတယ်။ဒီမှာ ုဒ္ဓကမဆိုတာဗုဒ္ဓရဲ့အာကမညဆောပြားရဲ့အဆုံးမတရားတော်တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်ခုခေတ္တဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ့်ရဲ့စိတ်ကမှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်ညဆောပြားရဲ့အဆုံးမတွေဆိုတာလိုက်နာကျင့်သုံးမှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာ အဓိကကပုရဝတ္တဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတွင်တင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားက ပါဠိဆုံးမတော်ဟုဆိုကုကျင်တိလကောင်းမှုနဲ့လူလူချင်းအကျဉ်းတရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာ အပြေးတိုင်ဖြေရှင်းပြီးဆဲတို့ကလွမြောက်ဖို့ဆိုတော့ကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းညုပ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးမစကားတွေကိုပိဋကတ်30နိကေ9ပြတရခဏဘောင်း7000တောင်မှဒီမှတ်တမ်းတင်ထားတာ။အဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးမတွေအားလုံးကိုဘုရားဘာသာဘုရားရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိဘယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်။ အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကို လိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးမှုကို ဆုလိုတာဖြစ်လို့ အချင်းညမိုက်အမှာတော့ဘုရားဘာသာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်။သူရဲ့အန်တိတ်မှဟိမန်ချက်ကရောဘာများဖြစ်မလဲ။ဘယ်မူတွေကိုခြေခံနေဆိုတာလေးကိုပြောအောင်နော်။မှန်ပါပါ။မူလို့ဆိုရတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာ။အဲ့ဒီကမ္မတက္ကတာတမဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာဒါဆိုဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့ လက်ခံနေဝါတာဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မတက္ကတာတမဒိဋ္ဌိလို့ဆိုရင်ကိုလှုပ်တာကိုရတယ်ဆိုရင်ကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်ကိုတမတ်ထားတယ်။သီလ၊သမာဓိ၊ပညာဆိုအဓိကကိုချင်းတရားကောင်းဖို့ရဲ့နံပါတ်1မှန်ပါဗျာ။ကိုချင်းတရားကောင်းပြီတဲ့အခါစိတ်တက် ညင်သက်အောင်လေ့ကျင့်တာ ਨੇ ထိုညင်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျအဲ့ဒါတွေကဘုရားဘာသာရဲ့အချမ်းမြင်ဟိုကျင့်စိတ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျဘုရားဘာသာရဲ့အတ္တိမယိမှန်ချက်ကပါလဲလို့ဆိုတာကြတော့ဆဲဒုက္ခအလုံးအဆုံးတည့်ရေးပဲဖြစ်တယ်မှန်ပါဗျလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်။အမှန်ပါ။အလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခအရောပါတော့စင် ဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆောင်ရခြင်းဆိုတာဒါအကြီးမားဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့ စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမန်ချက်ပဲဖြစ်တယ်တမပါနောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆရာသိနော်တမပါအတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးတမပါမြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ် မှန်ပါဗျာအတိတ်ချီတတ်တတ်ပုံချတဲ့ဝါရကိုပုပ္ပိကတာ ဟေတုဝါရလို့ခေါ်တယ်အဲ့ဒီဝါရကဘုရားလက်မခံတဲ့ဝါရပဲမှန်ပါဗျာအရာရာဟာအတိတ်ကလုတ်ခဲလို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံမှန်ပါဗျာပစ္စပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်မှန်ပါဗျာအဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကို လက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာ